ပြည်တွင်းသတင်းတပုတ်အနေနဲ့ကတော့အမျိုးသမီးတွေအပေါ်လိမ်ပိုင်းဆိုင်ရာအကြံဖတ်မှုနဲ့နင်းမျိုးစုံနဲ့ပြစ်မှုကျူးလွန်ထားသူတွေကိုပြစ်ဒဏ်ကနေကင်းလွတ်ခွင့်မရှိစေရတဲ့အတွက်တာဝန်ယူတာဝန်ခံမှုရှိလာအောင်စင်ဆက်မပြတ်စောင့်ကြည့်တိုက်တွန်းသွားမယ်လို့ဒီနေ့မှကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှအမျိုးသမီးအဖွဲ့25ဖွဲ့ကထုတ်ပြန်ကြေညာပါတယ်။ပဋိပက္ခအတွင်းအမျိုးသမီးတွေအပေါ်လိမ်ပိုင်းဆိုင်ရာအကြံဖတ်မှုနဲ့ကျူးလွန်မှုတွေဟာ စစ်ရဆွေးမှုဖြစ်ကြောင်းနဲ့အမျိုးသမီးတွေအပေါ်နေမျိုးစုံနဲ့အကြမ်းဖက်ခြင်းရုပ်ပိုင်းစိတ်ပိုင်းလိင်ပိုင်းစီးပွားရေးပိုင်းထိခိုက်နစ်နာစေတဲ့ရိုးရာဓလေ့တွေနဲ့ဉာဏ်ပညာအရအကြမ်းဖက်တာတွေဟာဘလို့မှသီးခံခွင့်လွှတ်မရတဲ့လူသားအချင်းချင်းအပေါ်တံဖိုးမထားတဲ့လူအခွင့်ရေးချိုးဖောက်မှုတွေဖြစ်တာကြောင့်စစ်ကောင်စီရဲ့လူမဆန်စွာကျူးလွန်မှုတွေအတွက်ကျူးလွန်သူတွေကိုပြစ်ဒဏ်ကနေလွတ်ငင်းခွင့်ပေးခြင်းမရှိနိုင်အောင်နိုင်ငံတည်ဆောက်ဆေးကာလမှာအလေးပေးဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ် ဒါအပြင်အမတ်တရားကိုမြင်လို့ပြီးတရားမျှတမှုကိုလိုလားတဲ့အရက်ဖက်လူဖက်အဖွဲ့အစည်းတွေနိုင်ငံရေးအစုအဖွဲ့တွေတော်လှန်ရေးအစုတွေကအမျိုးသားတွေနဲ့တော်လှန်ရေးတပ်သားတွေကပါတော်လှန်ရေးသွေးစင်းမှုအကြောင်းပြချစ်ချင်းမြတ်တာအကြောင်းပြလုံပိုက်ခွင်အသက်အရွယ်လူမှုရေးပါဝါအာဏာနဲ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီးတော့ပဋိပက္ခအတွင်းလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်စော်ကားနှောက်ယှက်မှုနဲ့အကြမ်းဖက်မှုတွေကိုကျူးလွန်နေတာဟာတော်လှန်ရေးယုံကြည်မှုအခြေခံနဲ့ပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့လုံခြုံရေးကိုအထူးထိခိုက်စေတဲ့အပြင်ဒီလုံရဟာလုံစော်စိတ်ပြက်ဖွယ်လုံရဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဒါကြောင့်အကြံဖက်ခံရမှုထုတ်ဖော်ပြောဆိုသူတွေနဲ့လိုက်ပါကူညီဆောင်ရွက်နေသူတွေကိုပြစ်မှတ်ထားချိန်ချောင်းနေတာတွေကိုလည်းချက်ချင်းရက်တက်ဖို့တတိပေးထားပါသေးတယ်ရှင်။